ကမ္ဘာကြီးစတင်ဖြစ်တည်လာကလေးကကမ္ဘာမြေမျက်နှာသင်ပြင်ရဲ့ဖွဲ့စည်းပုံဟာဖျို့ဖျဲနိုင်ခဲ့ပြီးကြောက်ထက်ကြောက်ချက်တွေထပ်ထားတဲ့ဖွဲ့စည်းမှုသဏ္ဍာန်မျိုးရှိခဲ့ပါတယ်။ကမ္ဘာကြီးရဲ့ရှော့ပြက်လွာအမျိုးမျိုးဟာအကြောင်းအလိုက်ကမ္ဘာအနှံ့မှာရှိနေပြီးတချို့နိုင်ငံတွေဟာအဆိုပါပြည့်ရွေကြီးတွေပေါ်မှာတရှိနေရမျိုးပါ။ပြည့်ရွေကြီးတွေရဲ့မြေအောက်အနှံ့မှာတက်တွန်းနဲ့ကြောက်ချက်လွာတွေဟာစန့်ကျင်ဘက်အပိုင်းတိုးထွက်နေကြပြီးအချိန်နဲ့အမျှပြင်းထန်တဲ့အားတွေကိုထုတ်လွှတ်နေရပါ။အဆိုပါကြောက်ချက်လွာကြီးတွေစန့်ကျင်ဘက်တိုးထွက်သွားတဲ့အခါမျိုးမှာတော့ ဒီတောင်ခါမှဖြစ်ပွားပြီးငလင်လို့လူတွေခေါ်တဲ့တဘာဝဘေးအန္တရာယ်ကက်ဆူကိုဖြစ်ပေါ်စေပါဦးရယ်။မြေငလင်တွေနဲ့မီးတောင်ပေါက်ကွဲမှုတွေဟာအပြန်အလှန်ဆက်ဆံနေသလိုဆူနာမီနဲ့လည်းတနည်းအားဖြင့်သက်ဆိုင်နေပါယ်။ပင်လယ်အောက်မှာမီးတောင်တွေပေါက်ကွဲပြီးငလီနဲ့ဆူနာမီလိုင်းလုံးတွေဟာလူတို့ရဲ့အသက်အိုးအိမ်တွေကိုရရက်ဆက်ဆက်တိုက်စားဖြိုချဖျက်ဆီးခဲ့ကြပါ යි ။ကမ္ဘာပေါ်မှာနာမည်အကြီးဆုံးပြည်ရွေတွေကတော့ San Andrea, San Andrea Fault, Himalayan ပြည်ရွေကျော် Sumatra, အက်ဒမန်တန်ပြည့်ရီကျော်အာရှပစိဖိတ်အဝင်ပြည့်ရီကျော်တွေဖြစ်ပြီးကမ္ဘာအနှံ့ကငလင်တွေကိုဖြစ်ပေါ်စေတဲ့ပြည့်ရီတွေပဲဖြစ်ပိုက်ယခုလက်ရှိကျမတို့မြန်မာနိုင်ငံကတော့သခိုင်းပြည့်ရီကျော်ကြီးပေါ်မှာတရှိနေရကြောင်းငလင်ပေးတင်ရတဲ့ထိတ်ဆုံးနိုင်ငံတွေကတခုအဖြစ်ရှိကြပိုက်သခိုင်းပြည့်ရီကျော်ကြီးရဲ့လှုပ်ရှားချိန်တွေကို10နှစ်15နှစ်နှစ်တရာတကြော့ပြန်လှုပ်ရှားချိန်တွေအဖြစ်တွက်ချက်ထားပြီးယခုတစ်ချိန်ကတော့အပြင်းထန်ဆုံးငလင်အဖြစ်နှစ်တရာကျော်မှာပေါ်ထွက်လာတာပဲဖြစ်ပိုက် ပြည့်ရကျော်တွန်းတိုင်းမှုတဘာဝအရာငလီဖြစ်ပေါ်ဖို့အချိန်ကြာလေးပုံမပြင်းထန်လေးဖြစ်တာကြောင့်ယခုအချိန်မှာ7.7 magnitude ရှိတဲ့ငလီတစ်ခုလှုပ်ခတ်စီခဲ့ရပဲဖြစ်ပါတယ်ဂျပန်နိုင်ငံဟာငလီတံကိုအချိန်များစွာခံစားခဲ့ရတဲ့နိုင်ငံဖြစ်ပြီး ငလင်ကိုကာကွယ်ဖို့အတွက်ခင်မီနီးပညာတွေကိုဖတ်တီးတိစောက်ထားနိုင်ငံလည်းဖြစ်ပါအစာအုပ်တိုင်းကိုငလင်တန်ခံနိုင်ဖို့အမျိုးမျိုးကြံစားဒီဇိုင်းဆွဲတိစောက်ထားကြပါဗါပေမဲ့ငလင်တစ်ခုဟာဘယ်အချိန်မှာဘယ်ပမာဏနဲ့ဖြစ်မယ်ဆိုတာမျိုးကိုတော့ယခုအချိန်ထိခံမှန်းတွက်ချက်နိုင်တာမျိုးမရှိသေးပါဘူး။ဒါကြောင့်အစာအုပ်တွေကိုငလင်တန်ခံစနစ်တွေထည့်သွင်းတိစောက်ပြီးတတိပေးမိတန်တွေနဲ့ကြိုတင်အချက်ပေးရကြငလင်စားလို့ပြီးချက်ချင်းပဲဘေးလွတ်ရာကိုရွှေ့ပြောင်းနိုင်ကြပါ යි ။ ငလင်ကြီးတွေရဲ့ကြားချိန်မှာစက္ကန့်ပိုင်းကနေမိနစ်ကျော်ကျော်ကြာအောင်လှုပ်လိရှိရာကြောင့်စနေတကြတိဆောက်မထားတဲ့အထက်မြင့်အစာဦးတွေဟာပြည်ပြင်းပေါ်ပြိုလဲပြီးလူအများအပြားသိကြည်ဒုက္ခရောက်ကြရပါတယ်။ငလင်ကြီးတွေလှုပ်ခတ်ပြီးချိန်မှာလည်းငလင်ငယ်တွေဟာရက်တတပတ်ကြာအောင်လှုပ်လိရှိရာဖြစ်လို့ငလင်ရဲ့နောက်ဆက်တွဲပြဿနာတွေဟာအင်မတန်ကြီးမားလိရှိပါတယ်။ငလင်ကိုကြိုတင်ခံမှန်းကြတဲ့ရှေးရိုးရာပညာရက်တွေမှာတော့ကောင်းကင်တိမ်အရောက်ကြည့်ခြင်း၊တိမ်ပုံစံတတ်မှတ်ခြင်း၊တွင်းအောင်တတ္တဝါတို့အားလေ့လာခြင်း ငလင်ကိုကြိုသိနိုင်စွာရှိတဲ့ငါးရီရဲ့အနေထားကိုလေ့လာခြင်းအစရှိရဲ့ပညာရက်တွေလည်းပုံစံအမျိုးမျိုးနဲ့ရှိခဲ့ကြပါတယ်။ဒါပေမဲ့လည်းအတိအကျခံပန်းရခတ်ပြီးဖြက်စည်းနိုင်စွာကြီးတဲ့ငလင်ကိုလူတွေကအရှောင်မပေးပဲအင်ဂျင်နီယာနီးပညာတွေနဲ့ဆုံးရှုံးထိခိုက်မှုနဲ့အောင်ခေတ်အဆက်ဆက်တည်ဆောက်ခဲ့ကြပါတယ်။ Shock Absorbing Foundation တွေ Acrylic Resistant Design တွေနဲ့တည်ဆောက်ထားတဲ့အစာအုပ်တွေဟာပြင်းထန်တဲ့ငလင်တွေလာရင်တော့ပြိုကျမသွားအောင်တောင့်ခံထားနိုင်ပြီးလူတွေရဲ့အသက်အိုးအိမ်ကိုကာကွယ်နိုင်ကြပါတယ်။ ။ခေတ်အဆက်ဆက်မှာငလင်တွေဟာလူသားတွေကိုဖျက်ဆီးဖို့ကြိုးစားနေသလိုလူသားတွေကလည်းငလင်တန်းခံနိုင်အောင်ဒီအမျိုးမျိုးနဲ့တီထွင်ကြံစရင်းတဘာဝတရားရဲ့အမျက်ဒေါသကိုကောက်ွယ်နေကြရစေပဲဖြစ်ပါတော့တယ်။